ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အကျော်ရီကျော်နေတာရက်လိုက်တော့လေဒါပေမဲ့အမအကျော်ရီအကုန်ယူသွားတာလေဒီမှာမတ်ရီနဲ့မောင်တင်လည်းရှိသေးတယ်နင်တို့၃ယောက်ဒီကျော်၅ခုနဲ့လောက်ပါတယ်တော်တော့ငါ့ဘာမှထပ်မပြောနဲ့ နင်တို့တွေကဒီမှာငါးယောက်ကြားပတ်စံနဲ့နေနေရနော်မဝီကဒီလိုပြောပြီးထွက်သွားဖို့လှုပ်လိုက်ပါတဲ့ဒီချိန်မှာပဲမန်းနွေးကမဝီကိုပြောလိုက်ပါတယ်အမရေဆေးတွေကကုန်သွားပြီတကယ်လို့အဆင်ပြေမဲဆိုရင်ပတ်စံလေးနဲ့နဲ့လောက်ပေးလို့ရမလားယင်မန်းနွေးနင်တတော်အချက်မရှိရပဲနင်ခဲအွာနင်တို့ကိစ္စတွေအကုန်လှုပ်နေရတာနင်ရောနှစ်ယောက်ကြောင်နင်ကလေးတွေရောမမွေးသေးတဲ့ကလေးကပါသေးတယ်ငါတို့ကတော့အလောက်တွေလှုပ်လို့ ။နေကတော့ဆေးလေးအတွက်တောင်ငါတို့ပတ်စံလာတောင်းနေတယ်။ကို့ဘာသာကိုလည်းတခုခုလှုပ်ပေါင်းဟဲ့။အခုတော့နှင့်ခဲကိုပြန်လိုက်ငါပတ်စံနဲ့နဲ့ပေးထားလိုက်မယ်။မဝီကဒီလိုပြောပြီးထွက်သွားခဲ့ပါတည်း။တောင်ကိုပြင်ပါရက်နေတဲ့မောင်တင်နဲ့မက်ကြီးကကြားသွားခဲ့ပါတယ်။မောင်တင်လည်းအထဲကိုဝင်လာပြီးတော့ပြောလိုက်ပါတယ်။အမေတန်းကြီးလာရင်အလုပ်တွေအများကြီးလုပ်မယ်နော်။ဒါဆိုတားတို့ဘသူစီရမှပတ်စံတောင်းစရာမလိုတော့ဘူး။ဟုတ်တယ်ရောင်းမရဲ့ရောင်းမအကြီးဆုံးတိတ်ဆိုးတာပဲเจ้าမကိုဝင်ကြီးနဲ့လေတောင်မီးဖို့ထဲမှာ ူပူလောင်လောင်နဲ့အလက်လုံနေရတာအဲ့လိုလုံနေတာတော့သူကရောင်းမအပြစ်တင်နေတော့မယ်ကျမတာအကိုကြီးကိုပြောပြအောင်မယ်ဒီလိုပြောပြီးမန်းကြီးနဲ့မောင်းတင်လိုက်ကြံနေသေးတဲ့အကြုံလေးတွေကိုယူကသူတို့အခန်းစီပြန်သွားခဲ့ကြပါတည်းပြီးတာနဲ့အတူတူစားကြတော့တာပေါ့ကွယ်အချင်းတွေကုံဆုံးသွားပြီးတရက်ကြတော့မန်းနွေးကမောင်းခင်ကိုသူ့သားထက်အရင်ကြောင်းသွားဖို့ပြင်ပေးပြီးထမင်းကိုလည်းကိုယ်တိုင်ချက်ကျွေးနေပါတည်းပြီးမှသူ့သားကိုပြင်ပေးပြီးတော့ကလေးနှစ်ယောက်လုံးကိုကြောင်းလိုက်ဖို့လေတည်းကွယ် ပူပီအိမ်လေးပြန်ရောက်ရုံမန်ဒီလေးပြင်မနာကြောင်စူပါဘောထိုင်ပြီးနားနေလိုက်ပါရယ်ဂျန်ကူမဝေးကမြင်တော့ပြီးတော့ပြောတော်တာပေါ့ကွယ်ငါနေ့ကိုမြင်လိုက်တိုင်းလေနေကနားပဲနားနေတာနင်ကိုဝင်ရှိတယ်ဆိုတာနဲ့ငါထက်တာသွားတာမဟုတ်ဘူးနော်ငါ့ကိုကြော်ပြီးဘာမှလုပ်လို့မရဘူးပြီးတော့ငါယောက်ျားပဲအကုန်လုံးရှာဖွေကျွေးမွေးနေရတာရောင်းမဘလို့ပြောလိုက်တာလဲမမနှွေအချင်းတွေကိုလည်းကြည့်အောင်လေသူ့မှာနေပူကြီးတွေကပြန်လာရတာကိုဝင်ကလည်းလာရှင့်နေပြီး ကလေးညောင်လုံးသွားပုတ်ထားတာလေပြီးတော့သူ့သားထက်ရင်တောင်မောင်ခင်ကိုဆင်သင်ပြင်ပေးထားတာအေးအဲ့ဒီမမနွေကကိုဝင်နဲ့ဆိုရင်နင်လှုပ်လိုက်လေမမေ့နဲ့နော်နင်လည်းငါယောက်ျားလှုပ်စားထိုင်စားနေရပဲဒီလိုနဲ့မဝီကသူ့ရောင်းမတွေကိုဒီလိုပြောပြီးထွက်သွားလိုက်ပါတဲ့မန်နွေနဲ့မယ်ကြီးတို့လည်းအိမ်အလုပ်တွေကိုလုပ်ကြရတော့တာပေါ့ကွယ်ခဏကြာမှတော့ကိုဦးကပြန်လာပြီးထိုင်နေလိုက်ပါတဲ့မယ်ကြီးလည်းမဝီအเจ้าတွေကိုပြန်တိုင်တော့တာပေါ့ကွယ်အကို အိမ်ရဲ့အိမ်တော်ဦးစီးရအကိုမလို့ကျမပြောပြတာပါမဝေရကျမတို့ကောင်းကောင်းမဆက်ဆံဘူးမနှွေးဟုဆိုရင်လည်းအမြင်ဆူနေ啊တအိမ်လုံးအလုပ်လဲမနှွေးပဲလုပ်ရတယ်တောင်သူ့ပြောပြပါအောင်အကိုရဲ့ဒီအပူကြီးမှာဘယ်သူမှအေးအေးဆေးဆေးမနေကြရဘူးဘယ်သူမှလည်းပြဿနာမကင်းဘူးငါလည်းအခုမှပြန်လာတာဒီအိမ်ရဲ့ပြဿနာတွေကိုခဏထားတော့ပါဦးပတ်စံရှာပြီးပြန်လာတာပင်မလို့အိမ်မှာအေးအေးဆေးဆေးနားမလို့ကိုဦးလည်းဒီလိုပြောပြီးထွက်သွားလိုက်ပါတည်းတောင်ကုန်မြင်သွားတဲ့မဝေလည်းပြုံးလိုက်ကြတာပေါ့ ။တညမှာတော့မဝေကသူ့ခန်းထဲမှာအေကွန်လေးနဲ့အိတ်နေတော့မန်နွေးတို့အခန်းမှာတော့ပန်ကာလေးပဲရှိပါတည်းအမေတားတို့မောင်ခင်အခန်းမှာတွားရအောင်လေသူ့မှာအေကွန်လေးရှိတယ်အေးပါကွယ်အမေသူ့အမေကိုပြောကြည့်ပေးမယ်နော်ဒီလိုပြောပြီးသူကမဝေရဲ့အခန်းတကားကိုတွားခောက်လိုက်ပါတည်းမရေကျမအခန်းထဲမှာပန်ကာပဲရှိတာမောင်တင်လေးကအရန်ပူနေလို့အဲ့ဒါမောင်ခင်အခန်းမှာအိတ်ခမ်းလို့ရမလားယင်ရပါတယ်လာသူ့ငါခမ်းပို့လိုက် ငါခန်းပန်ကလီအရန်ကောင်းတယ်။နေငါတို့အိတ်နေတာနှောက်ရှက်လိုက်တာပဲ။ကိုခန်းမကိုအေးစေးအိတ်လို့လည်းမရဘူး။သွားစမ်းငါသားအခန်းမှာဘာနေရလွတ်မှမရှိဘူး။ဒါကြောင့်မဲမန်းနွေလေးသူ့သားကိုမကြီးအခန်းမှာသာအိတ်ဖို့ပြောလိုက်ကြတော့ပေါ့။ဒီလိုနဲ့နေရတွေကုံဆုံးသွားပါတည်းကွယ်။တနေ့ကြတော့အမေအပြင်မှာရေခဲကြောင်းတွေရောက်လို့တားရစားကြနေ။မန်းနွေကတော့သူ့မှာပတ်စံမရှိတာကြောင့်ရေခဲကြောင်းတွေစီသွားပြီးသူ့ကိုအကျွေးပေးဖို့ပြောလိုက်ပါတည်း။ ကျွန်တော်ဒီလိုတော့ပေးလို့မရဘူးဗျာစားချင်ရင်တော့ပတ်စံပေးရမှာခမည်းလူပြောတဲ့သူတိုင်းကတော့ပေးနေရရင်တော့ကျွန်တော်ငတ်ပြီးသေးမှာပဲဗျာရှင်မှန်တယ်ဒီလိုလူမျိုးမပေးသင့်ဘူးတာတားကြိုက်တဲ့ရေခဲချောင်းကိုရွေးလိုက်လေဒီလိုနဲ့မောင်ဝေကသူ့သားကိုရေခဲချောင်းဝေးကြည့်ပြီးအထဲကိုပြန်ဝင်သွားခဲ့ပါလိဒါပေမဲ့မောင်တင်လေးကိုတော့ဝေးမကြွေးခဲ့ဘူးလေကွယ်မန်ရီလိန်တော်တော်လေးစိတ်မကောင်းဖြစ်သွားတော့တာပေါ့အမေရောအဖေရောကနေမကောင်းဖြစ်နေတာတားလည်းလုံမလုံနိုင်သေးဘူး ဒါကြောင့်အန်တီဝေးကတားရုကိုဒီလိုလုပ်နေတာတာရေခဲကြောင်မစားတော့ပါဘူးအမေလှုပ်တဲ့အကြော်ပဲကြိုက်တယ်အဲ့တော့ပဲစားမယ်ဒါဟုတ်ကြတော့မနွေလေးပြုံးလိုက်ပြီးမိဖုရေသွားကတကြားရီနွားနို့တွေရောလိုက်ပြီးတော့ရေခဲကြောင်လှုပ်ပေးလိုက်ပါတည်းရော့သားလေးဒီရေခဲကြောင်ကိုစားလိုက်အမေကတော့ဝယ်မကျွေးနိုင်ပေမဲ့အိမ်မှာတော့လှုပ်ကျွေးနိုင်ပါတယ်ဒီလိုနဲ့ပဲမနွေကကျန်နေတဲ့နွားနို့တွေတကြားရီတခါတည်းရင်တည့်ရတီးတွေပါထည့်ပြီးအေးအေးခံက သူ့သားလေးကိုလှုပ်လှုပ်ကျွေးပါတည်း ဒါပေမဲ့တနေ့မှာတော့မောက်ဝီကတီးတော်ပြီးမောင်တင်လက်ထဲကရေခဲချောင်းကိုယူကမောင်တင်ကိုရိုက်လိုက်ပါတော့တယ်။မင်းရဲ့နေမကောင်းနေတဲ့ဖေကအိယာထဲမထနိုင်တဲ့ချိန်မှာမင်းအမေကလည်းကိုဝင်ကြီးနဲ့ဘာမှမလုပ်နိုင်ဘူး။ဒါတော့ तू ကမင်းကိုရေခဲချောင်းနေ့တိုင်းကျွေးနေဟဲ့လား။ဒါကလည်းငါယောက်ျားရဲ့ပတ်စံနဲ့လေ။အမရဲ့ဘာလို့ကျမကလေးအပေါ်ဒေါသတွေပုံချနေရလဲ။ကျမလည်းအမကိုထပ်ပြီးတီးမခတ်နိုင်တော့ဘူး။ကျမယောက်ျားအလုပ်မလုပ်နိုင်တော့ဘာဖြစ်လဲ။ကျမမှလည်းခြေရီလက်တွေပါတယ်။ ကို့ဘာသာရှာစားမယ်။အေးတလောက်မှဖြစ်နေလဲဒီကနေထွက်သွားလိုက်လေ။ရမရမတယောက်တည်းမဟုတ်ဘူး။ကျမလည်းလိုက်မယ်။ပြီးတော့ဒီအိမ်ကကျမအကိုကြီးပိုင်တာ။အဲ့ဒါကြောင့်ရာတင်တာခွဲယူပြီးကျမသွားမယ်။ကျမလည်းဒီအိမ်နဲ့ဆိုင်နေ။မကြီးကဒီလိုပြောပြီးမိဖို့တဲကနေရေခါတချို့ယူကမန်ရွေးရင်ဝီးချဲပေါ်ကသူ့ယောက်ျားရင်ကလေးလေးရဲ့နဲ့အတူအိမ်ကနေထွက်လာကြပါတည်းဒီလိုနဲ့သွားလိုက်ကြတာစတိုရီကိုရောင်းမန်းမသိရောက်သွားကြတော့တာပေါ့ တနေ့အားရောက်မှာတော့ဂူရဲကနေအတန်တန်ကြားလိုက်ရပါတည်းအတန်ကဂူရဲကနေလာနေပဲကြည့်ရတာအကူကြီးလုံးနေထိုင်နေရောင်မအဲ့ဒီထဲကိုမသွားသင့်ဘူးထင်တယ်နော်မစိုးရင်ပါနဲ့ဘာမှမဖြစ်ပါဘူးတယောက်ယောက်ကငါတို့အကူကြီးလုံးနေတယ်ဆိုရင်ဘယ်လိုလုပ်မလဲဒီလိုပြောပြီးမန်ရီလင်သူမိသားစုနဲ့အတူဂူရဲကို ဝင်သွားခဲ့ပါတည်းအထဲမှာတော့လူကြီးတယောက်ကစာလောင်လွန်းလို့အော်နေရှာရတာပေါ့ကွယ်။သားစရာလေးမြောက်ပိုင်းကြွေးကြပါဦးကွယ်။ ။ဦးလေးဘာမှမစားရတာ၁၀ရက်လောက်ရှိနေပြီ။ဒီနေ့မှမစားရရင်တည်တော့မယ်ထင်တယ်။အခုတော့ဘာမှပါမလာပါဘူး။ဒါပေမဲ့အကျော်တော့ကြော်ပေးလို့ရတယ်။မရှိရင်ကျမလမ်းမှာအသီးရွက်ပင်နဲ့တွေ့ခဲ့တယ်။သွားပြီးတော့ခူးခဲ့ပါလား။ဒါဆိုကျမအကျော်ကြော်ပေးလိုက်မယ်။နေဘူးတန်နဲ့နေရသည့်အပူကြားမှာပဲမန်းနွေးကအုတ်ခဲလေးခုကိုယူတကိုင်းချောက်တွေနဲ့မိမွေးပြီးအကျော်ကြော်ပြီးတော့ဥမောင်ကိုကြွေးဖို့လှုပ်ပါတော့တဲ့ မကြီးကတော့တီးရွက်တွေသွားခူးလာပြီးရလာတဲ့အချိန်မှာမန်းရီးကအာလူကျော်ကြက်သွန်ကျော်စတာတွေကိုကြော်လိုက်ပါတော့တဲ့ဦးလျာမှောက်ပညာတော့မတက်ပါဘူးဒါမဲ့သမီးတို့တခုခုတော့ပြီးကျင်နေသမီးတို့ဂျုံတွေကိုဘယ်တော့မှကိုမသွားအောင်ဦးလီလုံပေးလိုက်မယ်ဒါဆိုဒီဂျုံတွေနဲ့အကြောကြောရောင်းလို့ရတယ်စီဘူးထဲမှာတော့သူတို့ကအေးနေလိမ့်မယ်လူတွေကိုလည်းအပူကနေငိမ့်အေးစင်မှာတီးကြတယ်ဒီလိုနဲ့လူကြီးဟာသူတို့ဂျုံတွေကိုမှော်စွမ်းနဲ့စီရင်ပေးလိုက်ပါတဲ့ ပြီးတာနဲ့မန်နွေးတို့လည်းနေပူကြီးမှာခရီးဆက်ရင်းသူတို့ရောင်ကိုရောက်သွားခဲ့ပါတည်းကွယ်။ရောင်ကိုရောက်တော့ကိုကျော်လူခေါ်တဲ့လူတယောက်ကမန်နွေးတို့ကိုတတိထားမိသွားခဲ့ပါတည်းအမနွေးရင်အစဉ်ပြေးရလားဗျ။ဒီတဲ့ရေတော့မဟုတ်ပါဘူးဟဲ။ဒီမှာနင်တို့ကိုမတော်တဆဖြစ်တာလေ။သူခုစကားလည်းမပြောနိုင်လမ်းလည်းမလျှောက်နိုင်တော့ဘူး။အဲ့ဒါတင်ပဲဟုတ်မလဲ။ငါရောက်မှလည်းအဲ့ဒါကြောင့်မဲငါတို့ကိုအိမ်ကနေနှင်းထုတ်လိုက်တာလေ။နင်ငါတို့ကိုကူညီလို့ရလားဟဲ့။ ကြားတာပေါ့အမကြီးလာဒီလိုပြောပြီးကုကျော်ကမနှွေးတို့ကိုဇီးချိုတဲ့အင်းလီတလုံးနှားပေးလိုက်ပါတည်းအိမ်ရှိမှာတော့လှိမ့်လေးလေးရထားရတာပေါ့အမအမအချင်းနေရခက်ခဲနေတာကျွန်တော်သိပါတယ်ဒါမဲ့အမသာ15ရက်အတွင်းအင်းလာကမပင်းကျွန်တော်လည်းမကူညီနိုင်တော့ဘူးကျွန်တော်နဲ့အမလည်းတိနေကြတာပဲအမလုတဲ့အကျော်တွေလည်းအများကြီးစားဘူးတယ်အမအကျော်လို့ရောက်မှလားဗျာဒီအချိန်ဒီမှာတခြားအလုပ်ရဖို့မလွယ်ဘူးလေသူပြောတာဟုတ်တယ်ရောင်မကျမတို့မှာကြုံတွေရောအသီးရွက်တွေရောကြံသေးတယ်လေ ဒါနဲ့အကိုကြီးကျမတို့ကုညီလက်စားနဲ့တခုလောက်ထပ်ပြီးကုညီပေးပါလားရေခဲလေးတွေဝယ်ပေးလို့ရလားယင်နောက်ရက်တော့ကျမတို့ပါတာဝယ်ပါမယ်ကုကျော်ကလည်းသူ့အိမ်မကိုရေခဲတက်တာရှိတာမို့လို့ကုညီလိုက်တော့တာပေါ့ကွယ်ဒီလိုနဲ့ကုကျော်ဟာရေခဲတက်တာမှရေတွေခဲထားပြီးနောက်နေ့မနေ့ရောက်တော့ရေခဲတုံးတွေယူလာပေးပါတည်းသူကရေခဲတုံးတွေကိုကြော်ချလိုက်ပေမယ့်အန်အောစရာကောင်းစွာနေပဲရေခဲတုံးတွေကအရေးပြောမသွားဘူးတဲ့ကွယ် ဒီလိုနဲ့မန်ွေးတို့နှစ်ယောက်လည်းညီမနှစ်ယောက်ရဲ့ရီကေးကျော်ဆိုတဲ့စိုင်းပုတ်လေးနဲ့ပဲဇီးရင်းမှာရောင်းဖို့အတွက်လှုပ်ကြတော့တာပေါ့ခမရတို့ဒီလိုကတ်ထားတာတကယ်ရီကေးကျော်ရတာလားကျွန်တော်တို့တကားမှမကြောက်ဘူးပါဘူးစားလည်းမစားဘူးမစားဖို့ရင်အခုစားကြည့်လိုက်ပါလားရှင်မယီကဒီလိုပြောပြီးဂျုံဘူးကိုဖွင့်လိုက်ပါတော့တဲ့မန်ွေးလည်းဂျုံလေးကိုရီကေးတွေအသီးရွက်တွေနှစ်ခါတီးခြားနှံသွားတဲ့အခါမှာတော့အဲ့ဒါကိုယူပြီးစီပူလေးကိုထိတ်လိုက်ပါတော့တဲ့ ခဏကြာမှတော့ကျော်ရီကဆင်းသင့်ဖြစ်နေပြီလေကွယ်။ဒါနဲ့မန်နွေလိန်စီပူလေးကထုတ်ပေးလိုက်တော့တာပေါ့။ပြီးတာနဲ့လိုအပ်တဲ့အချင်းတွေထည့်ပြီးကောင်းလေးကိုစားဖို့ပေးလိုက်ပါတော့တဲ့။အိုးဒါအသိပြီးအံဝန်စရာကောင်းတာပဲ။ဒီမျိုးတွေမှအရသာဆုံးမယ်။ရေခဲရဲ့အရသာရောအသီးရွက်တွေရောအချင်းလေးကလည်းကောင်းလိုက်တာဆိုတာကျွန်တော်ဒီထက်ဈေးကြီးပဲမဲ့ဒီလောက်မကောင်းတာတွေပဲစားဖို့တယ်။အကိုတို့ညီလေးတို့ရေလာကြပြီဒီကျော်ရီကဈေးချိုးပြီးတော်တော်စားလို့ကောင်းတာဗျာ။ ဒီရောင်းတဲ့အမကြီးကလည်းနေမကောင်းတဲ့ပုံပဲတနာပါရီဗျာဒီလိုနဲ့ကိုဖေ့စကားကြောင့်လူတွေလည်းရေခဲကြောင်မစားတော့ဘဲမန်ွေးစီကရေခဲကြော်ကိုသာလာပြီးစားကြပါတော့တဲ့ကွယ်ဒါနဲ့ပဲရေခဲကြောင်တွေကြီးလည်းမန်ွေးကိုတတိထားမိတော့တာပေါ့သူကဟိုအရင်ရက်ကငါ့ကိုအကျွေးရောင်းဖို့ပြောတဲ့မျိုးသမီးပါလားအခုတော့သူကသူ့ဘာသာအလွတ်လုပ်ပြီးငါစီးပွားရေးကိုထိုးချနေပြီဒီလိုမှန်းတင်ရင်ငါအဲ့ရက်ကရေခဲကြောင်တစ်ချောင်းပေးလိုက်ပါလေကွာဒါဆိုအနည်းဆုံးတော့ဒီလိုမဖြစ်တော့ဘူး ဒီလိုနဲ့မနှွေးဆိုင်နှမှာပဲလူတွေလည်းစုအုံနေကြတော့တာပေါ့ကွယ်။နေရတဲ့တပြေးပြေးကုန်ဆုံးသွားပြီးတရက်ကြတော့ကိုကျော်ရောက်လာခဲ့ပါတည်းအမကြီးဒီလောက်အပူကြီးထဲမှာတောင်အမအတီချလုံနေတော့မယ်နော်။အမဒီမှာရောင်းမယ်အစားကုမ္ပဏီကြီးတွေသွားပြီးရောင်းဖို့ကြိုးစားနေတယ်။ဒါဆိုအမပူရမှာပဲ။လာကျွန်တော်လိုက်ပြမယ်။ကိုကြော့စကားကြောင့်ညီမနှစ်ယောက်လေးကုမ္ပဏီကြီးတွေကိုပါသွားပြီးရောင်းကြပါတော့တဲ့။ဒါနေမကသေးပဲမန်နွေးကသူ့ရဲ့နှဲလေးမှလေးရောင်းနေသေးပေတယ်ကွယ်။ ဒီလိုနဲ့မန်နွေးကအသီးတွေဖြတ်လိုက်အချင်းလေးဆမ်းပြလိုက်နဲ့နဏီယာလုံးမှာရောင်းနေတော့တာပေါ့ကွယ်ဒီလိုနဲ့တနေ့ကျတော့ဒီကြီးတယောက်ရောက်လာပြီးငါမင်းတို့အကြောင်းအများကြီးကြားတယ်ငါစီမှာတလတလအရင်အလုပ်များတာငါအော်ဒါတွေလျှင်မိဖို့မင်းတို့ကြော်လေးတွေရောင်းပေးကြတာကွာမင်းတို့လုံပြီးလို့အဆင်ပြေလားမင်းတို့အဲ့ဒါလာမိတာဒီလိုနဲ့နှစ်နှစ်လောက်အတွင်းမှာပဲသူတို့ညီမနှစ်ယောက်ကနမိတ်ကြီးလာတော့တာပေါ့ကွယ်နေနေကြတော့မန်နွေလင်းစေးယုံမှသမီးလေးတယောက်ကိုမွေးလိုက်ပါတော့တဲ့ ဒီချိန်မှာမက်ကြီးကတော့တယောက်တည်းအလုပ်တွေများနေတော့တာပေါ့ကွယ်။ဒီလိုနဲ့မန်နွေစေးယုံကဆင်းတော့ညီမနှစ်ယောက်အတူတူထိုင်ရောက်ခဲ့ကြပါတည်း။ယာရီပစံလေးတွေနဲ့မန်နွေကသူ့ယောက်ျားကိုခွဲစေပေးပြီးအရင်တက်လေးတလုံးကိုလည်းဝေးလိုက်ပါတည်းကွယ်။ဒီလိုနဲ့ပဲသူတို့မိသားစုဝင်တွေအကုန်လုံးကပျော်ရွှင်စွာနဲ့ပဲနေထိုင်နေကြတော့တာပေါ့။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။